အကြံဖန်လားအမှန်ကန်လားပေါ့ professional အယောင်သမားဆိုတာကကြဘိုးကိုလိမ့်ဖြစ်အောင်ပြောတတ်တာကိုဆိုလိုတာမဟုတ်ဘူးကျွန်တော်တို့တရားတန်ပစ္စည်းကိုတရားတန်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကျွန်တော်တို့ပစ္စည်းကိုအားပေးမဲ့ customer ကိုလက်ခံအောင်ပြောတာဗျကျွန်တော်ခုဆိုလို့ရှိရင်လည်းကျွန်တော်ကတော့ကျွန်တော်ရဲ့ဒီခုနလိုမျိုးပေါ့ power station ရောင်းတဲ့အလုပ်က ကျွန်တော်ရဲ့ provision နဲ့အလုံးလို့တောင်ပြောလို့ရတယ်အဓိကကျွန်တော်ရောင်းတာလည်း power station ကိုသေးတေးလေးကနေပြီးတော့အကြီးကြီးထိရောင်းတယ်အခုကျွန်တော်ရှိမှဆိုလို့ရှိရင်ကျွန်တော် power station ဒီမှာဆိုရင် OMN power station ပေါ့ဒီကောင်ကကျွန်တော်ကနဦးသူရဲ့ physically စစ်ဆေးတာပြီးအတွင်းတွေကိုကျွန်တော်ဖွင့်ကြည့်တဲ့အနေအထားရဆိုလို့ရှိရင်အကောင့်တွေးပြီးတော့အစိပ်ပြင်းတယ်။အဲနောက်တစ်ခုကတော့ကျွန်တော်ဒီဘေးမှာဆိုလို့ရှိရင် hyacin hyacin ကကြတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲသူက quality အရာတန်းဝင်တယ်လို့လည်းပြောလို့ရတယ်ဒါကြောင့်လည်းကျွန်တော်ကကနဦးစစ်စဲမှုပြုလုပ်တဲ့စရင်ထဲမှာဒီ brand တစ်ခုကပါလာတာကိုဒါပေမဲ့ကျွန်တော်က selection ရွေးလာတဲ့ item ကတော့၃ခုပေါ့ brand အနေနဲ့ဆို၂ခုခုကျွန်တော်ဘေးမှာရှိနေတဲ့កောင်ဆိုရင်ဈေးနှုန်းအားဆိုလို့ရှိရင်ဈေးနှုန်းအားပြဆိုလို့ရှိရင်တိန်း30မကျော်ဘူး29တိန်း8000ပေါ့ သူကသူ့ရဲ့အထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ထရီကလိုက်ပိုးပိုးဘက်ထရီကိုတုံးထားတယ်အာမခံကိုနှစ်နှစ်ပေးထားတယ်နောက်တစ်ခါပြူဝဆိုင်ဝတ်ထက်တယ်ဘာညာပေါ့ဒါပေမဲ့ကျွန်တော်တို့တတိမထားမိတာကဘာလဲလို့မေးလို့ရှိရင်လည်းဘက်ထရီရဲ့ capacity နဲ့ဘက်ထရီရဲ့ဘို့ပဲဘက်ထရီ capacity အနေနဲ့ဆိုလို့ရှိရင်ဒီကောင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လောက်ရှိမလဲဆိုရင်ကျွန်တော်ကြည့်ပေးမယ် 3251ဓာတ်မှ2 watt hour အေးအနေနဲ့ဆိုရင်သူက 100AH battery capacity အနေနဲ့ဆို 120AH လို့သူပြောတာပေါ့ဒါပေမဲ့ battery ရဲ့ဘုတ်အနေနဲ့ဆိုရင်သူက25ဓာတ်မှ6 watt ပဲရှိတယ်အဲဒီကောင်သူကအဓိကတော့ဒီရှေ့မှာရှိတဲ့ housing ကကြတော့ကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင် battery ဘူးကလည်းအရင်ကြီးများစရာမလိုဘူးဒါပေမဲ့ solar input ကောင်းကောင်းလဲလိုတယ် နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ battery capacity လဲနည်းနည်းလေးပိုတုံးကျင်တဲ့လူတွေပဲပေါ့အဲနောက်တစ်ခုဒီမှာဆိုလို့ရှိရင် inverter layer နဲ့ battery layer နှစ်ခုထပ်ထားတယ်ဒီကောင်းမှာじゃအာမခံက inverter ကို2နှစ် battery ကို9နှစ်သူက battery capacity နေနဲ့ဆိုရင်8168 wet out AH နေနဲ့ဆိုရင်သူက280 battery ရဲ့ဘိုးအနေနဲ့ဆိုရင်တော့25.6ဘိုးဗျာ အဲဒီကောင်လေးမှာကြတော့သူကဘက်ထရီဘို့အကောင့်သေးပြီးအစိတ်ပြင်းနေဆိုတာအဲ့ဒါကိုပြောချင်တာဗျာဘက်ထရီဘို့ကြလို့ရှိရင်ဒီကောင်က51တက်တမ2ဘို့ဖြစ်သွားတယ်ဘက်ထရီဘို့ညားရင်ဘက်ထရီရဲ့ AH အရာဆိုရင်ကနန်းအဖြစ်နည်းသွားတယ်ဒါကိုကျွန်တော်တို့ကနားလည်ဖို့လိုတယ်ဘက်ထရီဘို့ညားရင်ဘာကောင်းတာလဲလို့မေးလို့ရှိရင်ကျွန်တော်တို့လှုပ်ဆွဲတဲ့အခါမှာကျွန်တော်ညှာစရာမလိုဘူးပြီးရင်နောက်တစ်ခုကအားနာစရာမလိုဘူးဒီကောင်ဆိုလို့ရှိရင်ကျွန်တော်တို့က အင်မာတာအောက်ဖို့အနေနဲ့ဆိုလို့ရှိရင်သူက2400ဝယ်ပြီးဝါဆိုင်ဝေးထွက်မယ် life cycle က3000ဘက်ထရီရဲ့ capacity က38ဝက် hour 60 aa ရှိမယ်ဘုံအနေနဲ့ဆို51.2ဘုံ solar input ကတော့ MPPT solar controller တော့ပါတယ်ဒါပေမဲ့ solar input အနေနဲ့ဆိုရင်တော့ဟိုဘယ်လိုခေါ်မလဲသူပေးထားတဲ့ solar controller site သေးတယ်လို့ပြောရမှာပေါ့ဝက်800 1000လောက်နဲ့ပဲတွင်းလို့ရမယ် ကျွန်တော်ခုနကတော့ကျွန်တော် EVC နဲ့အာတွင်းကြည့်တဲ့အခါမှာဆိုလို့ရှိရင်လေ temperature တက်တာပါညာပန်ကာတန်ကတော့စူတင်းတစ်လောက်တော့စူလိုက်မယ်အရန်ဘယ်လိုခေါ်မလဲဟိုနောက်အရန်ဒုက္ခပေးထားတဲ့ပုံစံမျိုးမဟုတ်ဘူးဆိုကျွန်တော် power station တုံးလုံးလုံးကိုကျွန်တော်ဖွင့်ထားတယ်လှုပ်ဆွဲမထားဘူးအာတွင်းမထားဘူးဒါပေမဲ့သူတို့ပန်ကာတန်ကကူလီစနစ်အတွက်ကိုကောင်းကောင်းဆက်ဖို့လုပ်တဲ့ပန်ကာတန်အနေအထားတစ်ခုတော့ထွက်တယ်အော်ဒီကောင်ဆိုရင်ကျွန်တော်အာတွင်းကြည့်တာက 3072 wh ကို charging speed 1100ကျော်1200လောက်နဲ့တွင်းလာနှစ်နာရီဆွန်းဆွန်းလောက်တော့0 to 100ကိုတွင်းရလိမ့်မယ်ဗျ။ကဲအဲ့တော့ကျွန်တော်တို့ကဘက်ထရီရဲ့ capacity နဲ့ဘက်ထရီရဲ့ boost နဲ့ဘက်ထရီရဲ့ aim နဲ့ကိုကျွန်တော်တို့၃ခုလုံးကိုတပြိုင်တည်းတည်းကြည့်ဖို့တော့လိုတယ်။ဒါဘက်ထရီနဲ့ပတ်သက်ပြီးပြောတာပေါ့။ inverter နဲ့ပတ်သက်ပြီးဆိုလို့ရှိရင်လည်းကျွန်တော်တို့က inverter က charging speed ကဘယ်လောက်နဲ့တွင်းမှာလဲ။နောက်တစ်ခုက solar input အနေနဲ့ဆိုလို့ရှိရင်ရော ဆိုလာပန်နဲ့ဝက်ဘလောက်နဲ့တွင်းလို့ရမှာလဲနောက် တစ်ခုကဘို့ဘလောက်နဲ့တွင်းလို့ရမှာလဲအမ်ပီယာဘလောက်နဲ့တွင်းလို့ရမှာလဲဒါတွေကိုကြည့်ဖို့လိုတာပေါ့နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်သူတို့ရဲ့ price ပေါ့အဲဒီကောင်ဆိုရင်40ကျော်မယ်ဒီကောင်ဆိုလို့ရှိရင်29သိန်းကျော်မယ်ဒီကောင်ဆိုလို့ရှိရင်30တော့ကျော်တယ်ဗျ Okay ဒါဆိုလို့ရှိရင်တော့အာမခံကလည်းနှစ်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 ငါးနှစ်အဲ့တော့ဘလူးလူမျိုးတွေကဘလူး power station မျိုးကိုရွေးချယ်ဝယ်ယူတွင်လဲဆိုတာကို ကျွန်တော်တို့ ਨੇ ဘယ်လိုခေါ်မလဲအချိန်မရွေးတိုင်ပင်ပြီးတော့ဝယ်ယူလို့ရပါတယ်ကျွန်တော်ကိုတိုက်ရိုက်ပုံဆက်ခြင်းနဲ့ဆိုလို့ရှိရင်တော့39 4483တိကုံကိုလစ်တိပဲဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါ